ောကောဒီတခါတော့တသမမီတို့ကိုပြောပြမယ့်အကောင်လေးကတော့ဇင်ယောငှက်လေးရဲ့အကြောင်းပဲဖြစ်ပါတယ်။ဇင်ယောငှက်လေးတွေကအဖြူရောင်အမွှေးနဲ့မိခိုးရောင်အတောင်ရှိပြီးကြီးမားတဲ့ဓာတ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့အတောင်ဟာကျယ်ပြန့်ပြီးလေထဲမှာအားကောင်းစွာ ပြန့်သန်းနိုင်ပါတယ်။ဇင်ယောငှက်လေးတွေနေထိုင်တဲ့နေရာကတော့ပင်လယ်ကမ်းခြေ ၊မြင့်၊အင်း၊အိုင်စတဲ့ရေရှိတဲ့နေရာတွေမှာအများဆုံးတွေ့ရပါတယ်တဲ့။မြို့ကြီးတွေရဲ့ရေကန်တွေမှာလည်းဇင်ရောငှက်လေးတွေနေလေးရှိပါတယ်။အစားအစာအားဖြင့်လည်းဇင်ရောလေးတွေကအားလုံးစားတဲ့ငှက်မျိုးစားဖြစ်ပါတယ်။ငါး၊ပစုံ၊ပိုးမွှားစတဲ့အစားအစာတွေကိုစားကြပါတယ်တဲ့။လူတွေစားနေတဲ့အစားအစာတွေကိုလည်းသူတို့ကယူပြီးစားတော့တတ်ကြပါတယ်တဲ့။ဇင်ရောငှက်လေးတွေရဲ့အတန်ဟာကျေလောင်ပြီးတော့တခြားငှက်တွေနဲ့ဆက်သွယ်ဖို့အတန်အမျိုးမျိုးလဲထွက်တတ်ပါတယ်တဲ့။ ဇင်ရောင်ငှက်တွေကအုတ်ဆုလိုက်နေပြီးသဲတောင်မြေမှာအတိုက်လောက်ကဥဥနေရှိပါတယ်တဲ့အဲ့လိုဥဥပြီးပြီဆိုလို့ရှိရင်ဇင်ရောဖေဖေရောဇင်ရောမေမေရောကဥနဲ့သားပေါက်လေးတွေကိုသူတို့အတူတကွစောင့်ရှောက်ကြပါတယ်တဲ့သသားမိမိတို့ကန်းချီတွေသွားရင်မြစ်ချောင်းသားကိုသွားလို့ရှိရင်ရေထဲမှာလှိုင်းစည်းနေတတ်တဲ့ဇင်ရောငှက်လေးတွေကိုမြင်နိုင်ပါတယ်နော်အခုဇင်ရောငှက်လေးတွေအကြောင်းသိထားရဲဆိုတော့အပြင်မှာဇင်ရောငှက်လေးတွေတွေ့ရင်သူတို့ကိုတေချာကြည့်ပြီးသူတို့အမူအကျင့်လေးတွေကိုလေ့လာလို့ရတယ်နော် ကဲအခုဇင်ယောင်ငှက်လေးတွေအကြောင်းကိုသိပြီဆိုတော့မိကုံးလေးတွေဖြစ်ကြည့်အောင်နော်ဇင်ယောင်ငှက်လေးတွေကဘယ်နေရာမှာနေထိုင်ကြလဲနံပါတ်1ရေရှိတဲ့နေရာတွေနားမှာနေထိုင်ကြရယ်နံပါတ်2တက်ပင်ကြီးတွေပေါ်မှာနေထိုင်ကြရယ်နံပါတ်3ခန္ဓာရရဲမှာနေထိုင်ကြရယ်ဟုတ်ပါရဲ့အဖြေမှန်လေးကတော့ မြေရှိရဲ့နေရာမှာဇင်ရောက်ညက်လေးတွေကနေထိုင်ကြပါလေ။ကဲနောက်ထပ်အကောင်လေးတွေအကြောင်းကိုဆက်ပြီးလေ့လာကြည့်အောင်နော်။မင်္ဂလာပါတာတာမိမိတို့ရေအခုတော့တာတာမိမိတို့ကိုကလအုပ်လေးတွေအကြောင်းကိုပြောပြဖို့ရွေးချယ်ထားပါတယ်ကလအုပ်ဆိုတာကတဲခန္ဓာရမှာနေထိုင်တဲ့ကြီးမားတဲ့အကောင်ကြီးတွေဖြစ်ပါတယ် ကလအုပ်တွေဟာပူပြင်းခြောက်တွေ့တဲ့သဲခန္ဓာရတွေမှာအဓိကနေထိုင်ကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကသဲခန္ဓာရရဲ့အပူဓာတ်ကိုခံနိုင်ရင်ရှိအောင်သဘာဝကဖန်တီးပေးထားပါတယ်တဲ့။ကလအုပ်တွေကရေများများတူလောင်ထားနိုင်ပါတယ်တဲ့။ကလအုပ်တွေဟာတခါရဲနဲ့ရေအများကြီးတောက်ပြီးနောက်ထပ်ရေမတောက်ဘဲရပ်ပေါင်းများစွာခရီးဝေးဝေးကိုသွားနိုင်ပါတယ်တဲ့။သူတို့ရဲ့ခန္ဓာကိုယ်ကအစီအိတ်တွေကရေကိုတူလောင်ပေးထားနိုင်ပါတယ်တဲ့။ တို့ရဲ့ SCA ဆိုတာကတို့နောက်ကျောမှာပါတဲ့ဘူးလုံးကြီးကိုခေါ်တာပါအဲ့ဒီ SCA ထဲမှာအစာနဲ့ရေကိုတူလောင်ထားပြီးတော့တို့တို့အတွက် စွမ်းအင်အဖြစ်ပြန်ပြီးတော့အသုံးပြုပါတယ်တဲ့ ။နောက်ပြီးတော့ကလအုပ်တွေက ဖုန်တွေအရန်များလာလို့ရှိရင်နှကောင်းပိတ်ပြီးတော့နေနိုင်တယ်တဲ့။သူတို့ကသဲခံနိုင်ရမှာနေရဆိုတော့သဲခံနိုင်ရတွေမှာကဖုန်တွေအရန်များရည်လေ။အဲ့လိုဖုန်တွေအရန်များလာတဲ့အချိန်မှာကလအုပ်တွေကသူတို့နှကောင်းတွေကိုဖုန်တွေမဝင်အောင်အလိုလျောက်ပိတ်နိုင်တဲ့အထူးစွန့်ရည်ရှိပါတယ်တဲ့။ဒါကြောင့်ဖုန်တွေမဝင်အောင်သူတို့ကအလွယ်တကူကာကွယ်နိုင်ပါတယ်တဲ့။ကလာအုပ်တွေကလူတွေအတွက် အရန်ကုန်မှအကျိုးပြုတဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့ ကလအုပ်တွေကိုတဲခံနိုင်ရမှာလူတွေနဲ့အတူခီးသွားတဲ့နေရာမှာပစ္စည်းတွေတဲတဲ့နေရာမှာအသုံးပြုကြပါတယ်တဲ့ကလအုပ်တွေအကြောင်းကိုပြောပြပေးပြီးဆိုတော့မိကုံးလေးတွေအတူတူဖြည့်ကြည့်အောင်နော်ကလအုပ်တွေကဘယ်မှာနေထိုင်ကြရလဲတဲ့ခြေကန်တွေနှစ်တဲခံနိုင်ရတွေ၃တောအုပ်တွေ ဈေးကဏ္ဍရဆိုရင်တော့အဖြေလေးနဲ့ဟောပါလေ။ဒါနဲ့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းဆက်ပြီးပြောပြပေးမယ်နော်။ CUCKOOCOOCOO တတမီမီတို့ကိုဒီနေ့ပြောပြဖို့ရွေးချယ်ထားတဲ့အကောင်လေးကတော့အုတ်အောငှက်လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။အုတ်အောငှက်လေးတွေမှာထူးခြားတဲ့အသံရှိပါတယ်။ ဘလို့ထူးခြားတဲ့အတန်လေးလဲဆိုတော့အော်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 ဆိုရဲသူတို့ရဲ့အတန်လေးတွေကိုຫນွေဦးရာဒီမှာအများဆုံးကြားရပါတယ်တဲ့သူတို့ရဲ့အဲ့ဒီအော်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 တန်လေးကတဘာဝတရားရဲ့အလှကိုတော့မှပိုပြီးလှပအောင်ဖြည့်စွက်ပေးနေသလိုပါပဲတဲ့အော်အော်ငှက်လေးတွေကသူတို့ကိုယ်ပိုင်အတိုင်းမလုပ်ဖဲနဲ့တခြားငှက်တွေရဲ့အတိုက်ထဲမှာသူတို့ရဲ့ဥတွေကိုသွားဥတတ်ပါတယ်တဲ့အဲ့တော့သူတို့ရဲ့ဥလေးတွေပေါက်လာတဲ့အခါမှာလည်း တခြားငှက်တွေကပဲသူတို့ရဲ့ခလေးတွေကိုမွေးစားပြီးတော့ပြုစုစောင့်ရှောက်ရပါတယ်တဲ့။အော်အောင်ငှက်လေးတွေကပိုးမွှားတွေအထူးသဖြင့်ပိုးဖလံကောင်းတွေအင်းဆက်ပိုးတွေနဲ့အသီးအနှံတွေကိုစားတောက်ပါတယ်တဲ့။အော်အောင်ငှက်တွေဟာအတောင်ရှိပြီးလေထဲမှာမြန်မြန်ပြန်တန်းနိုင်တဲ့ငှက်တစ်မျိုးဖြစ်ပါရဲ့။အော်အော်ရီဟာစောင်းရတယ်မှာတော့ဝေးလံတဲ့နေရာတွေကိုစောင်းခိုတဲ့အနေနဲ့ရွှေ့ပြောင်းသွားလေးရှိပါရဲ့။အော်အော်ငှက်တွေကိုဥရောပအာရှ အာဖရိကနဲ့ဩစတြေးလျတို့မှာတွေ့နိုင်ပါတယ်တဲ့မြန်မာနိုင်ငံမှာလည်းတောတောင်တွေထဲမှာဩဩမျက်လေးတွေကနေထိုင်ကြပါတယ်တဲ့ရွေးဦးရသူကိုရောက်ပြီးဆိုရင်တော့သူတို့ကတတမီမီတို့ပအဝန်ကျင်ကိုလဲလာတတ်တယ်เนาะအဲဒါကြောင့်တတမီမီတို့ရွေးဦးရသူရောက်လို့ရှိရင်ဩဩငှက်လေးတွေအတန်ကိုဂရုစိုက်ပြီးတော့နားထောင်ကြည့်เนาะအခုဩဩငှက်လေးတွေရဲ့ထူးခြားတဲ့အလေးအထလေးတွေကိုသိသွားပြီးဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်เนาะဩဩငှက်လေးတွေမှာရှိနေတဲ့ထူးခြားချက်ကဘာလဲ၁ နှစ်အရာအတန်ကိုရေးထားတာဆိုရင်တော့အဖြစ်လေးကိုမှတ်မှာရယ်နော်။ကဲအခုအော်အော်ငှက်လေးတွေအကြောင်းပြီးပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းလည်းထပ်ပြီးလေ့လာကြည့်အောင်နော်။ P O C U P I N E porcupine မင်္ဂလာပါတော်တော်မီမီတို့ရေဒီနေ့တော်တော်မီမီတို့ကိုပြောပြမယ့်အကောင်လေးကတော့နည်းနည်းထူးဆန်းတဲ့အကောင်လေးဖြစ်ပါတယ်။ဘာကောင်လေးလဲဆိုတော့ဖြူးကောင်လေးအကြောင်းပဲဖြစ်ပါတယ်။ ဖြူအောင်လေးကဘာလို့ထိုးစမ်းတာလဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်နောက်ကျောတစ်ခုလုံးမှာစူးတွေရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ဖြူကောင်လေးတွေမှာအစူးထောင်ငနန်းကျော်ပါပါတယ်တဲ့။အဲ့ဒီအစူးလေးတွေကမာကျောပြီးတော့ခြုံထက်တယ်။ရန်သူနဲ့တွေ့တဲ့အခါသူတို့ခန္ဓာကိုယ်ကိုလှုပ်ပြီးအစူးတွေကိုထောင်မှတ်ပြီးတော့သူတို့ကိုယ်သူတို့တာခွေတတ်ကြပါတယ်တဲ့။ဖြူလေးတွေကညဘက်မှသာအစာရှာထွက်ပြီးတော့ညတကောင်သတ္တဝါလေးတွေဖြစ်ပါတယ်။သူတို့က ်တစ်ခေါက်တို့အမြင့်တို့တက်သီးတို့ကိုသူတို့ရဲ့ခြုံထက်တဲ့သွားတွေနဲ့ကိုက်ဖြတ်စားတောက်တတ်ကြပါရဲ့တဲ့ဖြူလေးတွေကလည်းရှင့်အကြီးစားမျိုးနဲ့ဖြစ်ပါရဲ့တဲ့ဖြူကောင်လေးတွေကဖြူကလေးလေးတွေမွေးတဲ့အခါကလေးလေးတွေမှာမွေးဖွာလာတဲ့ချင်းအားစားပြီးတော့အဆူးနုနုလေးတွေပါလာပါရဲ့တဲ့မွေးကင်းစားအရွယ်လေးတွေမှာတော့အဆူးလေးတွေကပျော့ပြောင်းနေသေးပေမဲ့အချိန်ခဏလေးအတွင်းမှာပဲအဆူးတွေကမှလာပါရဲ့ဖြူလေးတွေက ရန်လိုတက်တဲ့တတဝါမဟုတ်ဘဲအေးဆေးတည်နေတဲ့သဘာဝပိုင်ရှင်လေးဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်သူတို့ကိုအနေနဲ့မပြုမိစေဖို့တည်ထားကြရပါမယ်တဲ့ကဲအခုထူးဆန်းတဲ့ဖြူးလေးတွေအကြောင်းပြီးပြီဆိုတော့မိကုံးလေးတွေဖြစ်ကြအောင်နော် ဖြူးလေးတွေခန္ဓာကိုယ်မှာထူးထူးဆန်းဆန်းပါပါတာလေတဲ့အတောင်ပံရောင်စုံနှစ်အခွန်မာမာ၃အဆူတွေအများကြီး စိုးရများကြီးဆိုရင်တော့ပကမီမီရောအဖြစ်လေးရပါမယ်။ဖြူကောင်ရဲ့ခန္ဓာကိုယ်မှာအစိုးရအများကြီးရှိတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုဖူဆန်းတဲ့ဖြူလေးအကြောင်းကိုပြောပြပေးပြီးဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကောင်လေးတွေအကြောင်းကိုလည်းဆက်ပြီးပြောပြပေးမယ်နော်။ Squirrel မင်္ဂလာပါတာတာမီမီတို့ရေတာတာမီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့ရှင့်အကြောင်းပဲဖြစ်ပါတယ် ရှင့်လေးတွေရဲ့ထူးခြားချက်ကတော့အမွေးထူတဲ့အမီးလေးတွေပါတာပါရှင့်တွေမှာဖောင်းကျနေတဲ့အမီးလေးပါပါတယ်အဲ့ဒီအမီလေးကသူတို့ကိုတစ်ကိုင်းပေါ်ခုံတဲ့အခါဟန်ချက်မြညာကူညီပေးပါတယ်တဲ့။ရှင်လေးတွေကတစ်ပင်ပေါ်မှာအတီးကနေကြတယ်။တစ်ကိုင်းတွေချာမှာတေးရွက်တွေတစ်ခတ်တွေနဲ့ပြုတ်လုထားတဲ့အတိုက်လေးတွေမှာအိတ်ကြပါတယ်တဲ့။ရှင်လေးတွေကတစ်သီးနဲ့အစိအစံတွေစားတယ်။သူတို့အကြိုက်ဆုံးအစာကတစ်ကြားသီးဝတ်တစ်ချသီးလိုမျိုးအစိအစံတွေပါတဲ့။ ။ဆောင်းရာသီမရောက်ခင်မှာဆောင်းရာသီအတွက်ကြိုပြီးတော့မြေကြီးထဲမှာအစာတွေကိုဖတ်ထားတတ်ကြတယ်တဲ့။တခါတလေသူတို့မိပြီးမစားဖြစ်တဲ့သူတို့ဖတ်ထားတဲ့အစာတွေကအစိအစံတွေကတစ်ပင်အဖြစ်နဲ့ပြန်ပြီးတော့ပေါက်လာတတ်ကြပါတယ်တဲ့။ရှင်လေးတွေကပြေးတာခုန်တာလည်းမြန်တယ်။ရှင်တွေရဲ့ခြေသေးလေးတွေကခြုံပြီးကောက်နေတာကြောင့်တစ်ပင်ကိုလှင်မြန်စွာတတ်နိုင်တယ်။စိတ်ကိုင်းတစ်ခုကနေတစ်ခုကိုပေ20လောက်ထိခုန်နိုင်ပြီးတော့မြေပြင်မှာလည်းလှင့်မြန်စွာပြေးနိုင်ပါတယ်တဲ့ ရှင့်လေးတွေရဲ့နောက်ထပ်ဒုကြချက်ကသူတို့ရဲ့ရှေ့သွားလေးနှစ်ချောင်းကကြီးနေပါတယ်တဲ့အဲ့ဒီသွားလေးတွေကအလွန်ခိုင်ခန့်တာကြောင့်တက်သီးမာတွေအခွန်မာတွေကိုကိုက်ဖြတ်ပြီးတော့သူတို့စားနိုင်ပါတယ်တဲ့ပြီးတော့ရှင့်လေးတွေကအရန်ကိုချစ်စရာကောင်းတဲ့အကောင်လေးတွေပဲဖြစ်ပါရဲ့နော်ကဲခိုးရှင့်လေးတွေအကြောင်းသိပြီဆိုတော့မိကွန်းလေးတွေဖြစ်ကြည့်အောင်ရှင့်လေးတွေရဲ့အကြိုက်ဆုံးအစားအစာကဘာလဲတက်အသေးအရွက်နှစ်တက်ကြသည်၃အသား ဟုတ်ပါရဲ့ရှင့်လေးတွေရဲ့အကြိုက်ဆုံးအစားအစာကသစ်ကြွပြီးပဲဖြစ်ပါတယ်။ကဲအခုရှင့်လေးတွေအကြောင်းကိုပြောပြပေးပြီးဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းထပ်ပြီးပြောပြပေးဦးမယ်နော်။